ကိုရီးယားမင်းသားတွေထက်ထောင်ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့်မင်းကလေးတွေတင်အိမ်ပေါ်တက်လာတဲ့အဖြစ်တွေ့ကြုံနေရတဲ့ဆယ်လီဟိန်းသူအောင်တောင်ကိုရီးယားကမင်းသားချောလီလာလို့ထင်မှတ်ရလာအောင်ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးအဲ့ဒီရုပ်ရည်ကြောင့်ပဲမင်းကလေးပြိသက်တွေကသူ့ကိုအတင်အိမ်အောင်ပြုကျင်လို့အိမ်ပေါ်ထိတက်လာကြတဲ့အဖြစ်တွေနဲ့ကြုံတွေ့နေရပါတယ်လို့ရှင်းဖွင့်ပြောကြားလာတာကတော့ TikTok ဆယ်လီဟိန်းသူအောင်ပဲဖြစ်ပါတယ်ရှင်။ ဆယ်လီဟိန်းသူအောင်ဆိုရနဲ့အခုနောက်ပိုင်းဆိုရှယ်မီဒီယာသုံးဆွဲသူတွေအထူးသဖြင့် TikTok လောကမှာတော့မသိတဲ့သူမရှိသလောက်ပါပဲသူကကိုရီးယားမင်းသားတွေဖြတ်တောင်ချော်မော်လို့မိန်းကလေးပြည်သက်တွေတဲတဲလှုပ်အားပေးနေကြတာပါအစာပိုင်းမှာတော့ဟိန်းသူအောင်ဟာတာမန်လူငယ်တစ်ယောက်ပါပဲ။ဒါပေမဲ့သူ့ရဲ့ထင်ကနေဖြစ်နေတဲ့ရုပ်ရည် K-pop idol တစ်ယောက်လိုကြည်ကောင်းလွန်းတဲ့ပုံစံကြောင့် TikTok မှာဗီဒီယိုလေးတွေတင်ရင်တင်ရင်နဲ့ပဲမိန်းကလေးပြည်သက်တည်းရဲ့အားပေးမှုကိုခိုင်မာရရှိလာပြီးတော့တမဟုန်ချင်းနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ သူရဲ့မျက်နှာကြားကကိုရီးယားမင်းသားတွေလိုရှင်မျောမျောနဲ့ခံရတဲ့ပုံစံဖြစ်ပြီးတော့အသားရည်မျက်လုံးနှာတန်းနှာခမ်းအားလုံးကမိန်းကလေးတွေကြွေလောက်စရာပါပဲရုပ်ရည်ချောမုံယုံတင်တာမကသေးပါဘူးဟိန်းသူအောင်ဟာတချင်းလေးဆိုတတ်တယ်အကလည်းကတတ်သေးတာကြောင့်သူ့ကိုအားပေးတဲ့ပရိသတ်တွေကမြမဖီကိုရောက်နေတဲ့ K-pop idol တယောက်လိုခန်းဆန်းရတယ်လို့ပြောကြပါတယ် ဒီလိုရည်ချင်းနေတဲ့ရုပ်ရည်ကြောင့်သူကိုအားပေးတဲ့မိန်းကလေးပရိသတ်ကထောင်တောင်းချီပြီးခိုင်မာရှိနေပြီးအခုဆိုရင်ကြော်ညာရီလဲစက်တိုက်ဆိုသလိုရိုက်ကူးနေရတဲ့အထိအောင်မြင်နေပြီဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုတွေနဲ့တူဟိတ်သူအောင်တွန်းမထင်မှတ်ထားတဲ့ဒုက္ခတစ်ခုကလည်းကပ်ပါလာခဲ့ပါတယ်။အဲဒါကတော့သူကိုချစ်ခင်အားပေးလို့နဲ့မိန်းကလေးပရိသတ်တချို့ရဲ့အပြုအမူတွေပါပဲ။ ဟိန်းသူအောင်ဟာလက်ရှိမှာသူ့ရဲ့မိခင်ကိုလွတ်ကျွေးပြုစုနေတဲ့တားလိမ်မာလေးတယောက်လည်းဖြစ်ပါတယ်။ဒီချက်ကလည်းမိန်းကလေးပြိတက်တွေအတွက်အသေးဆွဲဖြစ်စေတဲ့အချက်တစ်ချက်ပါ။အခုဆုံးဟိန်းသူအောင်ကိုလက်ထပ်ပေါင်းသိမ်းခြင်းလို့လို့သူ့ရဲ့နေအိမ်ထိကိုအတင်းလိုက်လာကြတဲ့မိန်းကလေးတွေရှိလာတာကြောင့်သူတယောက်တော်တော်လေးကိုဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဟိန်းသူအောင်တရားဘလောက်တောင်ခက်တွေ့နေရလဲဆိုရင်သူ့ရဲ့ Facebook စာမျက်နှာပေါ်ကနေတစင်ပရိသတ်တွေကိုမြစ်တိုင်ရက်ခံတောင်းပန်စာတစ်စောင်ကိုခုလိုပဲရေးသားတင်ခဲ့ရတယ်ထီပါပဲ သူရေးထားတာကရွာကသူ့မိစီဘေကာမန်းမသိတဲ့အသက်20ရွယ်ကောင်မလေးတယောက်ဒီတည်င်းကျုပ်ပိတ်ရန်မှာရွာထိလိုင်လာကြောင်းကျွန်တော်အမေလည်းနေတိတ်မကောင်းသေးတဲ့အပြင်ညီငယ်လေးလည်းရှိသေးတော့အဲ့ကောင်မလေးကိုရုပ်တရက်ဆိုသလိုအိမ်မှာခဏနာပင်သူ့ရဲ့တက်ဆိုင်လာရအရက်ကိုစိတ်မကောင်းစွာနဲ့မဆိုင်မတွန့်မဲနှင်ထုတ်ပြန်လို့ရတယ်လို့ဆိုပါတယ်။ ကောင်မလေးရဲ့မိဘတွေသိရင်လေဒီလိုကောင်မလေးတယောက်တည်းခီးထွက်ခြင်းကအယံအနေရဲ့များလွန်းကြောင်းမိန်းကလေးအတွက်လည်းစိတ်ပူရပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဘယ်သူပင်ဝါဘယ်ရက်ကမှမသိကျွန်တော်နဲ့လည်းမသိမမြင်ဘူးပဲကျွန်တော်အားပေးသူအနေနဲ့ပြုံးစားကြည့်ရောက်ချလာပြီးဒီလိုကာလအခြေအနေမျိုးတွေမှာအတွေ့များစွာနဲ့လူဆိုလာလူကောင်းလားဆိုတာတွေပါကြုံခဲ့ရပြီးအထိတ်တလန့်လေးလည်းဖြစ်ရပါတယ်။တကယ်လို့ချစ်ခင်အားပေးသောကြောင့်လာခဲ့ရင်လေကြိုတင်အတိပေးပြီးမှလာပါလို့ပြောလာတာပါ။ ဒါကတော့ကိုရီးယားမင်းသားတွေလိုချောမောလနဲ့ရုပ်ရည်ချောင်းမိန်းကလေးပြည်သက်တည်းရဲ့အိမ်ပေါ်တက်လာတဲ့အချိန်အားပေးမှုကိုခံနေရတဲ့ဆယ်လီဟိန်းသူအောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့ကျမတို့ရဲ့ပြည်သက်တွေကရောဘယ်လိုမျိုးမြင်ကြပါသလဲ? comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုပြောသွားကြပါအောင်ရှင်။